လူငယ်တွေကြားမှာရေပန်းစားတဲ့ Happy Water တောင်းမီလို့အသက်ဆုံးရှုံးခဲ့ရတဲ့16နှစ်အရွယ်မိန်းကလေးငယ်ပရိသတ်များအလုံးမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Happy Water ဆိုတဲ့ဓာတုဆေးရည်တောင်းမီလို့အသက်ဆုံးရှုံးတွားခဲ့ရတာကတော့အခုမြင်နေရတဲ့အမျိုးသမီးလေးပါနန်းဝေချင်းလို့ခေါ်တဲ့ဒီအမျိုးသမီးငယ်လေးဟာရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့နယ်မှာနေထိုင်နေရဖြစ်ပြီးတော့အသက်16နှစ်အရွယ်သားရှိပါသေးတယ်အဆိုပါအမျိုးသမီးငယ်လေးဟာဇွန်လ22ရက်နေ့အညာဘက်အချိန်မှာတော့ရှမ်းပြည်နယ် 搅拌麦半秒内。 လိုင်နွဲရောင်မှာရှိတဲ့ KTV တခုကိုတငယ်ချင်းတွေနဲ့အတူတူတချင်းဆိုဖို့သွားခဲ့ပါတယ်။အဆိုပါအသက်16နှစ်အရွယ်မင်းကလေးငယ်နန်းဝေချင်းဟာတငယ်ချင်းတွေနဲ့အတူယနေ့ခေတ်လူငယ်တွေကြားမှာရေပန်းစားနေ Happy Water စိတ်ကြွဆင်းရီတောက်သုံးပြီးရဲ့နောက်ဆေးလွန်ပြီးတော့တည်ဆုံသွားခဲ့ရဖြစ်ပါတယ်။ Happy Water ဆိုတာကတော့ယနေ့ခေတ်လူငယ်တွေကြားမှာခေတ်စားနေတဲ့အရာတစ်ခုပါ။ Happy Water ဟာဓာတုဗေဒဆေးအမုန့်တွေဖြစ်ပြီးတော့ coffee မုန့်အထုပ်လိုလိုတန်စားမုန့်လိုလိုပါပဲ။ဒါပေမဲ့ရေနဲ့ဖြော်တောက်လိုက်မယ်ဆိုရင်လူခန္ဓာကိုယ် ပေါ်ပါလန်းဆန်းစေပြီးတော့စိတ်တက်တက်ကြွစေပြီးကခုန်ကျင်စိတ်တွေတူပွားလာစရာဖြစ်ပါတယ်။ဒါကြောင့်လည်းယနေ့ခေတ် night light ကိုဖြတ်တန်းနေကြတဲ့လူငယ်တွေကြားမှာ happy water ကခေတ်စားနေရဖြစ်ပါတယ်။ဒါပေမဲ့ happy water ဆိုတာနာမည်သာလားပဲမဲ့သူ့ရဲ့ဘေးအတွက်ဆိုချိုးအနေရကမနေပါဘူး။ ရှင်းရှင်းပြောရရင်တော့ Happy Water ထဲမှာ Cadmium နဲ့လူခန္ဓာကိုယ်နဲ့အုံနောက်ကိုပျက်စီးစေတဲ့ဓာတုဓာတ်ပစ္စည်းတွေပါဝင်နေရဖြစ်ပါတယ်။ဒါကြောင့်လည်း Happy Water ဟာနှလုံးနဲ့အုံနောက်ကိုစိုးဝါးစွာပျက်စီးစေတာပါ။ဒါကြောင့်လည်းလူငယ်တွေဟာညာဘက် night club တွေ KTV တွေမှာပျော်ခြင်းပါခြင်းလို့ Happy Water ကိုသုံးကြပါတယ်။ဒါပေမဲ့ဆေးအချိန်ကြာသွားပြီဆိုရင်တော့ခန္ဓာကိုယ်ကနှစ်ဆပင်ပန်မှုတန်ကိုခံစားရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခေတ်လူငယ်တွေကြားထဲမှာ Happy Water က K-ray ICE တွေလို့ဆေးအဖြစ်လွယ်ကူစွာနဲ့ ောက်သုံးနေကြတာ ဖြစ်ပါတယ်။အထူးသဖြင့်တော့ရေနဲ့အလွယ်တကူဖြောတောက်လို့ရတာကြောင့်လူငယ်တွေကြားမှာ happy water မတောက်ရင်ခက်မမီသလိုတောင်ဖြစ်နေရပါ။အခုဆိုရင်ရန်ကုန်မန္တလေးတောင်ကြီးစတဲ့မြမပြည်အနှံ့ကမြို့ကြီးတွေတော်တော်များများမှာ happy water ကိုလွယ်လွယ်ကူကူရရှိနေပါပြီ။ဒါပေမဲ့ happy water များစွာတောက်သုံးရင်တော့နှလုံးလျှော့ရပြီးတော့အသက်လွန်အသက်ဆုံးရှုံးတာဖြစ်နိုင်ပါတယ်။အခုတကမှလည်း happy water ကြောင့်စက်ချောင်းနဲ့အရွယ်ရှမ်းမလေးတယောက်ကတော့ဇွန်လ22ရက်နေ့ညပိုင်းမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတော့ အသက်ဆုံးပါသွားခဲ့သူအသက်16နှစ်အရွယ်နန်းဝေချင်းဟာတငယ်ချင်းနဲ့အတူမိုင်းပန်မြို့နယ်လွိုင်နွဲရွာမှာရှိတဲ့ KTV ဆိုင်ကိုသွားရောက်လဲပတ်ခဲ့ပါတယ်။အဲဒီအချိန်မှာ Happy Water စိတ်ကြော့ဆေးရီတွေကိုတောက်သုံးခဲ့ခြင်းဖြစ်ပါတယ်။ Happy Water တောက်သုံးပြီးတဲ့နောက်မှာနန်းဝေချင်းကရုတ်တရက်နှလုံးခုန်ရက်သွားခဲ့ခြင်းဖြစ်ပြီးတော့ဗဇက်ကအမြုပ်တွေထွက်ကဆေးရုံစီကိုအရင်ပို့ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဆေးရုံရောက်ရှိချိန်မှာတော့တည်ဆုံးနေပြီဖြစ်တာကြောင့်ရုတ်အလောင်းကိုတော့နေအိမ်စီကိုပြန်လဲယူဆောင်လာခဲ့ကြကြောင်းသိရပါတယ်။ ပဝဲပြပြမကောင်းတဲ့ဓာတုစေဝါတမျိုးကြောင့်အနာဂတ်တွေတောက်ပနေတဲ့ချက်စီယာမင်းကလေးငယ်တူအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော Happy Water ကိုတောက်သုံးဖို့ပါသလား။ Happy Water နဲ့ပတ်သက်တဲ့မိမိတို့အတွေ့အကြုံတွေကိုလည်းပြပြခဲ့ပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။